โอเคကဲကြောင့်ဒီတခါတော့ကျွန်တော် Starlight Show မှာကျွန်တော် Angela ရဲ့ Annual Starlight Skin ဝယ်ဖို့စောင့်နေတဲ့ brother တို့အတွက်ကျွန်တော်သတင်းကောင်းလေးတစ်ခုရှိပါတယ်။ကျွန်တော်အဲ့ဒါကဘာလဲဆိုရင်တော့ကျွန်တော် Advanced Server မှာရှိတဲ့ကျွန်တော်တို့ Starlight အဲကျွန်တော် Starlight Show မှာကျွန်တော် Angela ရဲ့ Annual Starlight ကိုပြန်ပြီးတော့အဲကျွန်တော်ကန်ဆန်းလို့ရနိုင်လို့ပြောအောင်ပေါ့နော်။ကျွန်တော်ဒီမှာ update တွေလာတယ်ဒီ Advanced Server မှာရောက်နေပြီဖြစ်ပါလား။ကဲအဲ့တော့ကျွန်တော်ဒါလေးဘယ်လိုပုံစံလဲဆိုတော့ကျွန်တော်တစ်ချက်တူတူကြည့်လိုက်အောင်ဗျ။ ကဲဒီမှာကျွန်တော်တို့ကဒီမှာဒီ starlight ကဲကျွန်တော်တို့ UI ပုံစံလေးတွေပြောင်းလဲသွားတာရှိတယ်။ဘာဒီမှာကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်တော့အရင်နဲ့မတူတော့ဘူးเนาะကျွန်တော်ဒီမှာနည်းနည်းလေးတော့အဲမိုက်လာရဲလို့ပြောလို့ရတယ်เนาะ UI ပုံစံလေးနဲ့မိုက်လာရဲရှိတယ်။ဒါက level light ရမယ်ကျွန်တော်တို့ reward တွေဖြစ်ပါတယ်။နော်အပေါ်ကတော့ကျွန်တော် star light မှာပါတယ်အောက်ကတော့ကျွန်တော် normal အဲ star light ဝင်ပထားရလူတွေအတွက်ပေါ့နော်။ဘယ်ကိတားကျွန်တော် UI ပုံစံလေးပြောင်းသွားတာပေါ့နော်။ โอเคဒါကျွန်တော်တို့လောက်ရမယ်အဲကျွန်တော်တို့ starlight ဝင်ထားလို့တွေအတွက် test တွေပေါ့เนาะဒါလေးနည်းနည်းပြောင်းသွားရည်ရှိမယ်โอเคโอเคကဒီမှာကျွန်တော်အားလုံးစောင့်နေတယ်တော်ဒီမှာ annual အဲ angela ရဲ့ annual starlight ပေါ့เนาะဒီမှာကျွန်တော်ကဒီက test ပုံစံမျိုးလုပ်ထားတဲ့အတွက်အဲတားကြီးတော့ပြီးပြင်တော့မဟုတ်ဘူးသူကကျွန်တော်တို့ ဟိုကန်ဆန်းရမှာပေါ့နော်တို့တို့ဒီမှာ strike ဘက်ကမှန်တရားနဲ့ကျွန်တော်တို့ကဟိုကန်ဆန်းမဲ့ပုံစံမျိုးကျွန်တော်ကျွန်တော်ထင်တယ်ဗျာနော်ဒီမှာကျွန်တော်တို့ Leslie ရဲ့ annual strike လည်းပါမယ်တခြားပေါင်းလည်းပါမယ်ပေါ့နော်ကဲအဲ့ဒီမှာကျွန်တော်တို့ကဘယ်လိုပုံစံမျိုးကန်ဆန်းရမလဲဆိုရင်ကျွန်တော်က strike member ဝင်ထားဖို့လိုတယ်အဲ့ဒီမှာကျွန်တော်တို့မှရှိတဲ့ strike ဘက်ကမှန်နေနဲ့ကျွန်တော်ကဒီမှာအဲ draw မဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလိုပုံစံမျိုးဟုတ်ဖို့ကျွန်တော်တစ်ချက်အရင်ကျွန်တော် strike member အရင်ဝင်ကြည့်လိုက်ပါပေါ့နော် ကျွန်တော် star မပါဘူးဒီတိုင်းရိုးရိုးဝင်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာက star light backman နေလိုတဲ့အတွက်ကျွန်တော်ကဒီတိုင်းဝင်တော့ဦးကျွန်တော်ဒီဘုံမှာသွားဖောက်လိုက်မယ် star light lucky ဘုံမှာကျွန်တော်အရင်ဆုံးကျွန်တော်ဘုံလေးတွေဖောက်မယ်ကျွန်တော်ကန်ကောင်းလို့ချင်း star light backman လေးပါရမှာဆိုတော့ဘုံမှာသွားပြီးကန်စားမှုလည်းအဆင်ပြေတာပေါ့နော်အဲဒါကျွန်တော်ဒီမှာအဲလောလောဆယ်ကျွန်တော်ဒါဟို diamond 10နဲ့ကျွန်တော်ကန်စားကြည့်လိုက်မယ်နော်ကဲပြီးမှကျွန်တော်ကဟိုမှာသွားပြီးတော့ ငါဝင်လိုက်ပါဘောနော် starlight starlight မှာမှာဝင်ပြီးမှာကျွန်တော် angela အဲ annual starlight ကိုကန်ဆန်းကြည့်ပါဘောနော်ဒီမှာကျွန်တော်အဲကျွန်တော်တို့လိုချင်တဲ့ starlight ဘက်ကမန်လေးတွေရတယ်ဟုတ်โอเค ဟိုရင်နောက် blue လေးအဲနည်းနည်း blue လေးရရှေးမှာဖြစ်တဲ့အတွက်နည်းနည်းလေးများများဖောက်ကြည့်လိုက်မယ်နော်လူကြီးမပေါက်သေးဘူးအဓိကကျွန်တော် star light ပကမန်လိုချင်တာပေါ့နော်အဲ့ဒါမှကျွန်တော်လည်းအဲပေါက်သွားပြီကျွန်တော်ဒီမှာ star light အဲတစ်ခါပေါက်သွားပြီပေါ့နော်ကဲဘူးကျွန်တော်တို့ကအဲ့ဒါဆိုရင်ကျွန်တော်တို့ star light member ဝင်လိုက်မယ် star light member ဝင်လိုက်မယ် ဒီမှာကျွန်တော် short မှာတစ်ချက်ကြည့်မယ်ဆိုရင် NUS starlight ရှိရပါတော့ဒီကောင်ကျွန်တော်တို့လုပ်ဖို့ဆိုရင်အဲကျွန်တော်တို့ starlight member ဝင်ထားဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ starlight member ဝင်လိုက်မယ်နော်ဒီမှာကျွန်တော် starlight member ရဲ့ကျွန်တော်ဘောင်လေးတောင်နည်းနည်းပြောင်းသွားတယ်လို့ပဲနော် okay အဲ့တော့ကျွန်တော်ဝင်လိုက်မယ် โอเคကဲရပြီရပြီကျွန်တော်ဒီမှာ short ထဲမှာကျွန်တော်တို့ချက်စမ်းကြည့်မှာပေါ့နော်ဒီမှာကျွန်တော်တို့ဘာပါမလဲဆိုရင်ဆိုလေချင်းကိုကျွန်တော် start လိုက်ပကမန်ကျွန်တော်တို့ကဒီမှာ100သုံးရမှာပေါ့နော်100လို့ရမယ်ကံကောင်းရင်ကျွန်တော်ဒီမှာအဲ annual starlight skin ကိုပေါ့မယ်ပေါ့နော်ကျွန်တော်ဒီတိုင်းအရင်လိုကျွန်တော်တို့ Leslie တို့အဲတခြား annual starlight တို့လို့တန်းကျွန်တော်တို့ starlight ဘက်ကမှ9000တန်းဝယ်လို့မရဘူးအဲ ကန်ဆယ်ရမှာပေါ့နော်အဲ့တော့ကျွန်တော်လောလောဆယ်ကျွန်တော် start up ဘက်ကမှအများကြီးရအောင်ကျွန်တော်ဒီ lucky box မှာကျွန်တော်အကုန်သွားပြီးတော့ထည့်ကြည့်လိုက်မှာပဲနော်โอเคကျွန်တော် start live ပဲခမကျွန်တော်420ထည့်ရတယ်ပေါ့เนาะအဲဒါကျွန်တော်ပို့ပြီးတော့ cancel လို့ရမယ် I am the moonlight that breaks through the darkness

ဒါကျွန်တော်မှာ Starlight Fakerman ကျွန်တော်2630ရှိတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဒီ annual Starlight ကိုရမြကျွန်တော်တို့ဖောက်ကြည့်မယ်အဲ့တော့ကျွန်တော် Starlight Fakerman အများကြီးရှိတဲ့လူတွေကတော့ OK လို့ပြောလို့ရတာပေါ့နော် OK အဲ့ဒါကျွန်တော်စမ်းကြည့်မယ် OK မရသေးဘူးနှစ်ချိန်လုံးနဲ့လဲမယ် OK ဘာမှမရသေးဘူး သူကပြောတာကတော့မရှိဘူးပြန်နော်ကျွန်တော်တို့ Starlight Pokemon အချိန်ကြီးဘလောက်မှအဲရမယ်လို့သူပြောထားတာတစ်ချက်ရှိတာကျကြည့်လိုက်မယ်နော်အဲ့လိုရလည်းမရှိဘူးပြန်နော်အဲ့တော့ကျွန်တော်ဒါလေးကိုကျွန်တော်ကကန်ဆယ်ချင်ပါချင်ကျွန်တော်အချိန်ကြီးကကျွန်တော်တို့200တိလဲ့လို့ရတယ်နော်ချိန်200တွင်းတော့ ဟုတ်တယ်ကျွန်တော်အချိန်နေရာထိလှည့်လို့ရတယ်အချိန်နေရာအတွင်းမှာကန်ကောင်းအောင်တော့ရရမှာပေါ့နော်ကဲတော့ဆန့်ကြည့်မယ်ကျွန်တော်တို့โอเคမဆိုး record value တော့ရတယ်နော်လှတယ်ဒါလေးဒါကျွန်တော် angel ရဲ့ recall လားဟာလားကျွန်တော်လည်းတခြားတော့မသိဘူး โอเคอีโมอีโมอีโมရတယ်ငွေချောင်းတော့နေပဲကျန်တော့တယ် โอเคကျွန်တော်မှာ starlight backman ကျွန်တော်2000လောက်ရှိရလောလောဆယ်ရတော့2000လောက်နဲ့ရမသွားဘူးအဲ့တော့ brother တွေနဲ့ဒီဟာကတကယ်တမ်းဆိုရင်ကျွန်တော်တို့ starlight backman နေကျွန်တော်တို့ပေါ်တိုင်းလဲဒီ angel skin ကိုကျွန်တော်တန်းပြီးရနိုင်မယ်အနည်းထားတော့မရှိဘူးပေါ့နော်ကံကောင်းရင်တော့စောစောရမယ်ကံမကောင်းရင်တော့အဆုံးထိသွားရမယ်ပေါ့နော်ဒါတော့ခုမှရှိတဲ့ starlight backman ကျွန်တော်တို့5 6000ရှိရင်တော့မှပဲကျွန်တော်ကံကောင်းမှရမယ်အနည်းထားဖြစ်ပါတယ်နော်အဲ့တော့အဲ annual strike ကတော့ angel နဲ့ annual strike ကတော့ပြန်လာတယ်ဒါပေမဲ့ brother တို့ထင်တယ်လို့မျိုးလိုရကူတော့ဝယ်လို့မရဘူးဒီမှာ တခြားကျွန်တော်တို့ annual slide တွေလည်းအကုန်လုံးပါတယ်ဗောနော်ကျွန်တော်ဒီမှာကျွန်တော်တို့ calculator ပါမယ်အဟာဘူဇာပါမယ် green ပါမယ် lastly ပါမယ်နောက် account လည်းပြန်ခေါ်လည်းပြန်ပါမယ်အကုန်လုံးပြန်ပါမယ်ဗောနော်ဟုတ်ပြီအကုန်လုံးပြန်ပါမယ်မစိုးဘူးတခုရှိတာကတော့ဒီ annual star light တွေပြန်လို့ရင်တော့ဆက်လာပြောဆိုပဲကံကောင်းဖို့လဲလိုသလို star light ဖက်ကမန့်တွေအများကြီးရှိဖို့လဲလိုတယ်ပေါ့နော်။ဒါတော့ကျွန်တော်ဒီဟာလေးကနောက်လာမှလိုင်းလာနောက်လာမလိုင်းနောက်နောက်တလကျော်လောက်ဆိုလာဖို့တော့ရှိတယ်။ဒါတော့ကျွန်တော်အပန်းဆက်ပေါ်မှာလာနိုင်ရေးပဲဖြစ်ပါတယ်။ โอเคကဲဒါကျွန်တော်တို့အားလုံးမျှော်လင့်ရဲ့ annual ရဲ့ angel ရဲ့ annual starlight skin ကိုကျွန်တော်တို့ starlight ဖက်ကမန်နဲ့ကန်ဆန်းလို့ရရမယ်ဆိုတော့ကျွန်တော်ပြောပြပေးကြတာဖြစ်ပါတယ်โอเคကဲဘယ်လိုလေးကတလောက်ပါတယ်